ကတိညွတာသူတပါကျေးဇူးကိုတိချင်းလွန်လေးပြီးသောအခါဗာရာဏသီပြီးတွင်စိတ်ထားကောင်းသောဘယင်တပါအုပ်စုခဲ့သည်တနည်းသာ၌နေစုံနေဖြာအရာတွင်သူပုံများထားကြွားကောင်းကြရာ ။ဘယင်ကိုတော်တိုင်စိတ်ဒီဘူပါတို့ကိုဥဆောင်လေ။သွားရောက်နှိမ်နေသည်။အစတွင်သူပုံများကချုပ်ခူတိုက်ခရာ။ဘယင်သည်အေးနှိမ်သွားသည်။အဖေါ်များနှင့်ကွဲကရွာတရွာသို့တကူတီရောက်ရှိသောသည် ယောသာတုတိဘယင်မှမတိကြကြောလံကထွဲပြေးကြသည်သတ္တိရှိပြီစိတ်ထားကောင်းသောယောသာတယောက်သည်ထွဲမပြေးပဲလမ်းမှလာသောခยีသောတယောက်ဟုထင်မှကခยีဥจุဆူပြုသည် ကောင်းမွန်စွာကြွေးမွေးအခမ်းသည်နေရာထိုင်ခင်းများကိုစီစဉ်ပေးသည်ဘင်းသည်မိမိမင်းဖြစ်ကြောင်းဖွင့်မပြော့ပေလေငားရခန့်ကြာသောအခါဘင်းသည်ရွာမှထွက်ခွာသွားမည်ပြု၏မသွားမီသူနေထရာမင်းနေပြီတော်သူ လာရောက်လက်ပယံမှာကြသည်အဆွေအကျွန်ုပ်ဤအမိကမြေစီကြီးဟုခေါ်ပါသည်မြို့တော်သို့ဆင်းလာလျှင်တောင်ဘက်တကားဆောင်အားမြေစီကြီးအိမ်ကိုပို့ပေးပါဟုပြောလျင်သူကလိုက်ပို့ပေးပါလိမ့်မည်ဟု၍မှာကြသောသည် ဘယင်းသည်ထိုရွာမှထွက်ခွာပြီးမကြာမီပင်စီစီဘူပါတို့ကိုစူယုတ်ကဇူပုံများကိုဒုရိယအကျေထမှန်တိုက်ခိုက်သည်ဇူပုံများအေးနှိမ့်သွားသည်ဘယင်းသည်အောင်ပွဲခံကနေပြီးတို့တို့ပြန်လာခဲ့လေသည်အတန်ကြာသောအခါ ယူသာသောရွာသာသည်မိမိနေထရာကြီးရွာတွင်ရွာသူရွာသားများအခွန်အတုကိစ္စမတန်တဆပေးဆောင်နေရသည်ဖြင့်အကြောင်းဆိုသည်ယံမိနေပြီးတော်သူသွားလေသည်သူဤမိတ်ဆွေမြေစီကြီးမှထားသည့်အတိုင်း တောင်းတကားမှဝင်ပြီးတကားဆောင်ကို မြင်းစည်းကြီးအိမ်သို့ပူပီးရန်ပြောရာတကားဆောင်ကဘရင်ဤနတ်တော်သို့ပူလိုက်သည်ထိုအခါမှရွာသားသည်မိမိအိမ်၌တင်ခူသွားသောမိဆွေမှဘယေမင်းများဖြစ်ကြောင့်သီလရရွေအံ့ဩသွားလေသည် ကျေးဇူးတည်၍စိတ်ထမွန်မြတ်လှသောဘုရင်သည်ယောသားကိုကောင်းမွန်စွာကျူးစွဲခံပြီးမင်းစီစိတ်တဝဲကိုခွဲဝေပြီသည်ယောသားနေထရာကြည်ရွာကိုလည်းအခွန်အတုံးပေးဆောင်ခြင်းမှလူကင်းခွေပေးလိုက်သည်ဒုက္ခ အေရှိမိနေမှုမတုကမကြည်မနှဖြစ်ကြသည်ကြည်တော်သာအကြောင်းမဲ့မြောင်းစားပီသည်ဟု၍ဆိုကြသည်ဤတွင်ဘရင်သည်ငါစိရှုံ၍ဒုက္ခရောက်စေငါကျေးဇူးရှင်ရွာသားကကယ်၍သာငါတဖန်စိအောင်ရသည် သူကျေစုကြီးလှသည်လောကနှံကျေစုပြုသူကိုတုံ့ပြန်ပူဇော်ရမိမာသူတော်ကောင်းတို့၏ကျင့်စဉ်ဖြစ်သည်ဟု၍ဆုံးမပြောဆိုသည်ဒုက္ခမှအရှိမင်းနေမူမတုသည်အဖြစ်မှန်ကိုသိ၍အမြင်မှန်ရကား जी न त्वा